်တက်တက်လာမှမြင်တွေ့ဘူးမှမဟုတ်တဲ့အေယာမဆက်ရရန်ရာကြီးရှစ်စင်းအားလုံးပဲမင်္ဂလာပါခင်ဗျာဘွာလွားကဒူဂျာဆံပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခစ်ကာလာကြီးကတိုးတက်လာတဲ့လျောက်အရာရာခစ်မီတိုးတက်လာခဲ့ပြီဖြစ်ပါတယ်ဒီထဲမှာခစ်မီဆက်ရရန်ရာကြီးလည်းပါဝင်ပါတယ်အလုပ်တွေကိုပုံမှန်တင်ကြတာလောက်ကန်ဆောင်ရွက်နိုင်ဖို့အတွက်ဆက်ရရန်ရာကြီးတွေကိုနှီးမျိုးစုံနဲ့တီထွင်ဆန်းသစ်လာကြပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့တင့်တက်တတ်တာမှမြင်တွေ့ဘူးမှမဟုတ်တဲ့ အေယာမဆက်ရန်နရာကြီး၈၀ကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁အော်ကွန်အစီစစ်တောင်းရင်စီဒီဒီဆက်ကြီးကတော့မြေသားလုပ်ငန်းတွေမှာပုံမှန်မြန်ဆန်စွာနဲ့ပုံမှန်တိကျအောင်လို့တီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ဆက်ကြီးကိုလိုအပ်တဲ့မြောင်းကျန်တဲ့မြောင်းပုံစံအတိုင်းတက်ဆင်အသုံးပြုနိုင်ပါတယ်။ဒီဇယ်အင်ဂျင်မျိုးစားဖြစ်ပါတယ်။မြေကြီးကိုတိတိကျကျနဲ့ချစ်ယူပြီးထွက်ရှိလာတဲ့မြေသားတွေကိုဘေးဘက်မှာစနစ်တကျနဲ့စုပုံပေးထားမှာဖြစ်ပါတယ်။နံပါတ်၂ SJ series တရားကြီးတွေတိဆောက်ရမှာအချိန်ကုန်မြန်ဆန်နိုင်အောင်လို့တီထွင်ထုတ်လုပ်ထားပါတယ်။တရားကြီးတွေဆိုတာအောက်မှာအီယာမရက်မကြီးတွေကိုတက်ဆင်ထားတာဖြစ်ပါတယ်။ကြီးမားလေးလံတဲ့တန်ကူကွန်ကရစ်ရက်မကြီးတွေကိုတရားရဲ့ခန်းပွင့်တိုင်တစ်ခုကြားမှာတက်ဆင်ရတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီဆက်ကြီးနဲ့ဆိုရင်တော့အဆိုပါအီယာမရက်မကြီးတွေကိုလွယ်ကူလင်းမြန်စွာနဲ့ချိတ်ဆက်တက်ဆင်နိုင်မှာဖြစ်ပါတယ်။ဆက်ရဲ့အရှိက63ကီလိုမီတာအထိရှိပြီးအလေးချိန်980တန်အထိရှိပါတယ်။နံပါတ် PS Sandinian and Sam ဒီဆက်ကြီးကတော့တက်ထွေတဲ့လုပ်ငန်းတွေမှာအသုံးပြုနေပြီဖြစ်ပါတယ်။လုပ်ငန်းခွင်မှာအီယာမဆက်ရန်ရဲရကြီးတွေကိုတဏီယာကနေတဏီယာတည်ဆောင်ရတာအခက်အခဲရှိပါတယ်။အဲ့ဒီလိုအခြေအနေတွေမှာဆိုရင်ဒီဆက်ကြီးပေါ်တင်ပြီးလုပ်ငန်းခွင်သုံးဆက်ရန်ရဲရကြီးတွေကိုစိတ်ချမ်းသာစွာနဲ့တည်ယူပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ဆက်ရဲ့လေးချိန်ကတန်380အထိရှိပြီးတန်ချိန်80ကနေတန်ချိန်100ကျားလောက်ရှိတဲ့ဝင်လေးချိန်ကိုကောင်းစွာတင်ဆောင်နိုင်မှာဖြစ်ပါတယ်။နံပါတ်၄ Zone Lion Z8360L 360ဒီဂရီလက်ပတ်တူးဖော်ကြရမယ်လုပ်ငန်းခွင်တွေမှာအသုံးပြုဖို့ဖြစ်ပါတယ်။အချင်း8.2ဘေလောက်ထိကျယ်ဝန်းကိုတူးဖော်နိုင်မှာဖြစ်ပြီးအများဆုံးအနက်328ဘေထိတူးဖော်နိုင်ပါတယ်။လက်ပတ်တူးဖော်ရတဲ့အလုပ်တွေမှာတာမန်ဆက်တွေကိုအသုံးပြုမယ်ဆိုရင်အချိန်လဲကုန်ရသလိုဒုက္ခလည်းရောက်စေနိုင်ပါတယ်။ဒီအတွက်ဒီဆက်ကြီးကိုတီထွင်ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။နံပါတ်9 CAT Model 320D ဒီတိမ်ပိုင်းတွေမှာအလုပ်ဆင်းလုပ်နိုင်ဖို့တီထွင်ထားတဲ့စမ်းသစ်ဘတ်ဟိုးကြီးပဲဖြစ်ပါတယ်။ကုန်းပေါ်မှာရောရေထဲမှာပါလှုပ်လှုပ်နိုင်ပြီး ရိုးရိုးရင်တွေထက်ကမ်းလွန်ရေတိမ်ပိုင်းတွေမှာတောင်တူးတဲ့အခါဒီဆက်တွေကအရန်ကိုအသုံးတည့်သေးပါတယ်။နံပါတ်6 Drastar TD25 တိတော့တာဘာပုံမှမလာပေမဲ့စွမ်းဆောင်ရင်မြင့်ဒိုးစားတစည်းဖြစ်ပါတယ်။မြင်းကောင်ရင်330ရှိတဲ့အင်ဂျင်ကိုအသုံးပြုထားပြီးအလေးချိန်42တန်အထိရှိပါတယ်။လုပ်ငန်းခွင်တွေမှာခက်ခဲတဲ့ပစ္စည်းတွေကိုခဏချင်းပဲတာတာယာနဲ့ရွှေ့ပြောင်းနိုင်တဲ့ဒိုးစားလေးဖြစ်ပါတယ်။နံပါတ်9 ODR Dividar ဆက်ရင်းနှီးကြီးတွေမှာအသုံးပြုတဲ့တာယာအကြီးကြီးတွေကို ဖြက်စည်းဖို့အတွက်ထုတ်လုပ်ထားတဲ့ဆက်ဖြစ်ပါတယ်။အီယာမတာယာကြီးတွေကိုဆိုရင်နိုင်ပိုင်းတွင်းတစားစီခြေဖြက်ပြနိုင်ပါတယ်။သွန့်ပစ်ပစ္စည်းတွေအတွက်အတော်လေးကိုအသုံးတည့်တဲ့ဆက်ကြီးလေးဖြစ်ပါတယ်။နံပါတ်၈ Model 423 Mini Dump Truck လူတရက်လောက်နှီးပါရှိတဲ့ဘိန်းကြီးတွေနဲ့သွန့်ပစ်မြေစာတွေအများကြီးတင်ဆောင်နိုင်တဲ့ကားဖြစ်ပါတယ်။ခက်ခဲတဲ့လမ်းခီးတွေကိုတာတာယာယာကျော်ဖြတ်သွားနိုင်တာကြောင့်အတော်လေးလည်းအလုပ်တွင်စေတဲ့ကားဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။